ဘယ် player နဲ့ဖွင့်ကြလဲအများနဲ့ကိုထားကျင်တဲ့ player တခုနဲ့ဗီဒီယို player ရှင်းလို့ရတဲ့နီလန်းတစ်ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လည်းဒီလိုက်ကြည့်အောင်ပရမသုံးနီလန်းတစ်ခုကကြတော့ကိုဖွင့်ကျင်တဲ့ view file ကို right click ထောက်လိုက်ပုံနော် right click ထောက်ပြီးလို့ရင်ဒီမှာ open way ဆိုတာရှိပါမယ် open way ကိုနှိပ်လိုက်ပြီဆိုရင်ဒီမှာကိုက web player နဲ့ဖွင့်ချင်တယ်လေကိုဖွင့်ချင်တဲ့ player ကိုရွေးလိုက်ပါကျွန်တော်အလို့သေးဒီမှာ VRC ဆိုတဲ့ media player နဲ့အရင်ဆုံးဖွင့်ပြပါမယ်ဒါတော့ကိုတခါဖွင့်နိုင်တခါရွေးချင်နေရတယ်ကိုကတနေမှာတကြဆိုဒုတိယနေလန်တကူကကြတော့ကိုက video player တကူကိုအမြဲတမ်းထားမှာအမြဲတမ်းဖွင့်လာမှာဆိုလို့ရှိရင်ကိုဖွင့်ချင်တဲ့ video file တကူကို right click ထောက်လိုက်ပါ နောက်ပြီးရင်ကျွန်တော်ဒီမှာ property ရှိပါ property ရဲ့ဝင်လိုက်ပါ property ရဲ့ဝင်ပြီဆိုရင်ဒီမှာ chain ဆိုတဲ့နေရာမှာဒီကိုနှိပ်လိုက်ပါ chain ဆိုတဲ့နေရာမှာကိုကဘယ် player နဲ့ဖွင့်ကြလဲအများနဲ့ကိုထားကျင်တဲ့ player တကူနှိပ်လိုက်ကျွန်တော်ဒီမှာ movie and tv ဆိုတဲ့ player ကိုနှိပ်ပြီး set ဆိုတဲ့ club ကိုနှိပ်လိုက်တယ်ဒီ player ကအများနဲ့ဖွင့်နေမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ကျွန်တော်ဗီဒီယိုဖိုင်လေးကိုကျွန်တော်ရောက်ဖွင့်ကြည့်အောင် just a we got the name that does ကျွန်တော်အခုပြပြပေးခဲ့တဲ့သင်ခန်းစာလေးကဗီဒီယိုဖိုင်မှမဟုတ်ပါဘူး။ကိုက document နေဆိုလို့ရှိရင်ကိုကအမြဲတမ်းဖွင့်ကျင်တဲ့ player တခုရွေးချယ်ထားလို့ရပါတယ်။အဲ့တော့အားလုံးပဲနောက်ထပ် video မှာပြန်ပြီးဆုံးပြကြပါမယ်။